ဆရာဝန်တွေရဲ့ပေါ်ဆာမှုကြောင့်ဘာယောဂါမှမရှိဘဲအချိန်ပြည့်စည်ရုံတနေရာမိန်ကလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီအမျိုးသမီးကတော့ဆရာမင်းတချို့ရဲ့ပေါ်ဆာမှုကြောင့်ယောဂါမရှိဘဲအခုလိုအချိန်ပြည့်စေကူတာမှုခံနေရပြီးဒေါက်တာတယောက်လုံးနေနေခဲ့ရတာပဲဖြစ်ပါဒီမျိုးသမီးလေးက6မြို့နယ်တောရွာလေးမှာနေထိုင်သူတယောက်ဖြစ်ပြီးခင်မောဖြစ်သူကတော့ကိုရီးယားနိုင်ငံမှာအလုပ်သွားလုပ်နေရကနေအခုချိန်မှာဇနီးဖြစ်သူပြည်နာမှာတစ္ဆာရှိရှိပြုစုဆောက်ရှောက်ပေးနေရပဲဖြစ်ပါတယ် ။ဒီနေ့မှာတော့အမျိုးသမီးဖြစ်သူကကိုဝင်၃လနဲ့ပြတ်ကျသွားခဲ့ရကြောင်းဈေးရုံမှာသွားပြီးတဲ့အိမ်ချစ်ထုတ်ရာကနေပြန်မကောင်းလာခဲ့ပြီးဆရာဝန်ဆရာမတွေရဲ့ပေါ်စာမှုကြောင့်ဒုက္ခိတလုံးလုံးဖြစ်သွားခဲ့ပါတယ်။ဒါပြင်တစ်ချိန်လုံးနှာခေါင်းပိုက်တက်ထားရပြီးတော့ဘီးနောက်မှာအကူတယောက်မှမရှိရင်ဘာမှလုပ်လို့မရထိုင်လို့မရစားလို့မရတဲ့အခြေအနေကိုရောက်သွားခဲ့ရတာပဲဖြစ်ပါတယ် အခုလိုတဲ့အိမ်ချစ်တာနဲ့ဘဝတွေပါပေးလိုက်ရတယ်လို့ယောဂတဲ့လုံလုံဖြစ်သွားတာမျိုးကိုတော့တခါမှလည်းမကြုံဘူးပါဘူး။ဒါကြောင့်မလို့အခုလိုပဲလူနာတယောက်ပေါ်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဆရာဝန်တွေအပေါ်ဥပဒေအရတရားစွဲထားခဲ့တာဖြစ်ပြီးအချိန်ရရင်ရတယ်လို့သူ့အမျိုးသမီးနဲ့ပတ်သက်ပြီးမီဒီယာကနေတစင်ရှင်းသွားမယ်လို့လည်းပြောဆိုလာကြရပဲဖြစ်ပါတယ်။အမျိုးသမီးကတော့အခုလိုစိတ်ကူတာမှုမခံယူခင်တုန်းကဘာယောဂါမှမရှိအကောင်းတိုင်းဖြစ်ပြီးလက်ရှိမှာတော့ယောဂါတွေလုံးလုံးဖြစ်နေရတော့အားလုံးလည်းအမြင်မှပဲ ဒါကြောင့်ခင်မွန်ဖြစ်သူကဇနီးဖြစ်သူကိုကုသခဲ့တဲ့ဆရာဝန်ဆရာမတွေကိုတရားဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်။ဆရာဝန်တွေရဲ့ပေါ်စာမှုတစ်ခုကြောင့်လူနာပေါင်းများစွာနဲ့ခုနောက်ပိုင်းမှာမဖြစ်သင့်မဲ့အသက်ဆုံးရှုံးသွားရတာတွေမနေပါဘူး။ဒီမျိုးသားကတော့လူနာတယောက်ကိုမထိမမြင်ပြုခဲ့တဲ့ ဆီယမတွေအပေါ်ကိုထီထီရရအရင်ယူသွားမှာပဲဖြစ်ပါအခုလိုဆီယဝင်တွေရဲ့လက်တက်စန်းတာများလာတဲ့အချိန်မှာလူနာတွေလည်းအမျိုးမျိုးဒုက္ခရောက်အသက်ဆုံးရှုံးမှုတွေများစွာရှိလာခဲ့ရပြီးငွေမတ်တဲ့ဆီယဝင်တချို့ကြောင့်ဒုက္ခရောက်သွားရတာတွေလည်းမနေမနော်ပါပဲအခုလည်းကလေးပြတ်ကြပြီးတအိမ်ချစ်ချရာကနေအခုလိုအိရာတဲလဲသွားရတဲ့အထိဖြစ်သွားရတဲ့မိန်းကလေးအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် မင်းမင်းကတော့ဗခင်များကျွန်တော်ချက်စနီလေးကျွန်တော်ချက်စနီလေးလေးပါခင်များမင်းကျွန်တော်ချက်စနီလေးပါခင်များကျွန်တော်ချက်စနီလေးကတော့အော်ကြံကြံမာမာရှိပါလေးရဲ့နဲ့6 23 22လပိုင်း29ရက်နေ့က တိမ်အင်းချစ်လိုက်တာဖြစ်ပါလေခင်ဗျာ။ဘာယောဂမှမရှိဘဲနဲ့တိမ်ကိုကိုရင်လေးရကြသွားတဲ့တွေ့တိမ်ချစ်လိုက်တာကနေပြီးတော့အဲဒီနေ့ဒီချိန်ထိဒီလိုဖြစ်သွားခြင်းဖြစ်ပါလေ။အဲ့ဒီတွေ့အာကျွန်တော်ဒီမိမကလေးတွေဖြစ်လေဖြစ်တာရှိတယ်ဒီလိုဖြစ်တဲ့ဒါတိမ်လေးချစ်တာနဲ့ဒီလိုဘဝဒီ ပြီးဆက်ရတယ်ကျွန်တော်တို့တွေလည်းကျွန်တော်ဆိုရင်လည်းကျွန်တော်ဘဝကြီးကိုလည်းပြီးဆက်ရင်ပြီးရောကျွန်တော်ရဲ့ဇနီးနာမှာနေရတယ်ကျွန်တော်တို့ရေးစီးပွားရေးတွေလည်းအများကြီးထိခိုက်ပါတယ်ကျွန်တော်ဆိုရင်ကိုရီးယားမှာနေပါတယ်ကိုရီးယားမှာနေတဲ့ကိုရီးယားလာသားကြီးကိုဆွနုပ်ပြီးရောကိုရဲ့ချစ်ဇနီးနာကိုလာရပါတယ်အဒီကြောင့်ကုလိုဖြစ်ခဲ့တဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဆရာဆရာမများကိုလည်းကျွန်တော်ဒီဥပဒေအရာတရားစွဲထားပါတယ်ကျွန်တော်ဒီအချိန်ရခဲ့ရင်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ဇနီးဒီလိုဖြစ်သွားကြောင်းကိုမီဒီယာကနေပြီးတော့လည်းကျွန်တော်ဟောမီဒီယာနဲ့ချိန်ပြီးတော့မီဒီယာနဲ့ဟွာလောက်သွားအောင်မယ်လို့စိတ်ကူးထားပါတယ် ဟိုမြန်မာနိုင်ငံမြန်မာနိုင်ငံအများပြည်သူတွေတည်းတည်အောင်ဘာမှမဖြစ်လောက်ကလေးနဲ့မဖြစ်တတ်လောက်ယောဂလေးတိုင်ချစ်တာလေးနဲ့အခုလိုဘဝမျိုးကြီးကို ဖြစ်သွားတယ်ဆိုတာဆရာမေးဆိုဆရာမေးဆိုတဲ့ဟိုဖြစ်ခင်ချင်းလေချင်းတနေ့လေးလာရှိပါသည်ကျွန်တော်ဇနီးကိုခုချင်းဒီတစ်ဆက်ကမှလာမကြည့်ဘူးပါဘူး တစ်ခေါက်မှလည်းလာမကြည့်ဘူးတစ်စက္ကန့်မှလည်းလာမကြည့်ဘူးဆိုတော့ကျွန်တော်ချစ်နှစ်တဲ့လွန်တဲ့စစ်သည်ကိုဒီလိုဥပစ်ခံပြုတဲ့အတွက်ကြောင့်ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူးကျွန်တော်ချစ်တဲ့သည်ကိုဥပစ်ခံပြုသွားတာဟာတကယ်ကိုအင်မတန်ဟွာဖြစ်ပါတယ်အဲ့ဒီတွေတရားဥပဒေအရပဲကျွန်တော်ရင်ဆိုင်သွားတယ်ရင်ဆိုင်သွားမယ်ကျွန်တော် ရှင်းစေပြီးတရားဆွဲသွားမှာပါမယ်တရားအားလုံးပဲမင်္ဂလာပါခင်ဗျာတက်တော်ကမိတ်ဆွေများမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဇနီးမောင်နှံအဲပုံဒီနဲ့အလူခံရင်းနေမလောက်ပါနဲ့ခင်ဗျာမိတ္တရက်ခံပါတယ်ကျွန်တော်တို့ဂုံသိက္ခာတွေအေးထိခိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ပုံဒီနဲ့မလောက်ကြပါနဲ့ ကျွန်တော်တို့ဒီအလူခံခြင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ပုံနေနဲ့ဘသူဘသူမှအအလူခံခြင်းမပြုပါကျွန်တော်တို့ပုံနေနဲ့အလူမခံကြပါနဲ့ခင်ဗျာကျွန်တော်ဇနီးဒီကျမ်းမာရေးအကြောင်းမှုတွေတင်နေမှုတွေတင်တာဖြစ်ပါတယ်ကျွန်တော်ဘဝအတွက်မှတ်တမ်းတစ်ခုလေးအဖြစ်နဲ့တင်တာဖြစ်ပါတယ်ဘာကြောင့်ကြကြမှာကြောင်းကြောင်းမှမရှိပါဘူးအဲ့ဒီတွေ့ ကျွန်တော်တို့ပုံနေနဲ့ဘသူဘသူမှဟိုကျွန်တော်တို့ပုံနေကိုတုံးချပြီးတော့မလောက်ကြပါနဲ့ခင်ဗျာဒီအတွက်ကျွန်တော်ဖြည့်ရှင်းနေရပါတယ်ခင်ဗျာခဏခဏဖြည့်ရှင်းနေရပါတယ်အလူခံနေရလားအလူခံနေရလားကျွန်တော်တို့ဒီအလူမခံပါဘူးခင်ဗျာကျွန်တော်ဒီပူလေးကိုကျေးဇူးပြု၍တတော်မိတ်ဆွေအမိတ်ဆွေတွေများကျေးဇူးပြုချေပေးပါအောင်ခင်ဗျာ ကျွန်တော်တို့ဒီအလှမခံပါဘူးခင်ဗျာကျွန်တော်တို့ကျွန်တော်ရဲ့ဇနီးတွေဘယ်သူကမှအောက်ကျွလဲမခံပါဘူးကျွန်တော်ဇနီးတွေကျွန်တော်ကျွန်တော်ဒီယူစုယူရနိုင်တယ်လို့ပါတယ်ကျွန်တော်ဇနီးတွေအောက်ကျအောက်ကျမခံပါဘူးအောက်ကျလည်းမခံပါဘူးကျွန်တော်ဇနီးတွေနဲ့ဘယ်သူကမှလည်းအကူအညီမတောင်းပါဘူးခင်ဗျာကျွန်တော်ဇနီးပေါ်ကျွန်တော် ြုစုယူရနိုင်ပါတယ်ပြုစုပေးနိုင်ပါတယ်တက်နိုင်သလောက်လဲပြုစုနေပါတယ်တက်ဆန်းသလောက်လဲညံဆန်းရှိသလောက်ပြုစုလျက်ပါကျွန်တော်စပေါ်မှာသတိသည်အရာအားလုံးကိုဖြစ်စီပေးနိုင်ပါတယ်ကျွန်တော်ဒီသတိအတွက်ကိုအများရန်ရန်သည်ဖြစ်လျက်ပါကျွန်တော်သတိအတွက် အောက်ကျမခံကျမဘူးခင်ဗျာအောက်ကျလည်းမခံပါဘူးမိတ်ဆွေတွေလည်းတတော်မိတ်ဆွေတွေတတော်သုံးသူအားလုံးကိုလည်းကျေးဇူးပြုရင်အလူကံပို့ရင်ရှိရင်အလူမခံပါနဲ့မထဲကြပါနဲ့အားလုံးသိကြပါသည်ကျွန်တော်ရဲ့တို့ဇနီးမောင်နှံရဲ့ပူလေးတို့အားလုံးတည်ကြပါသည်ဒီပူလေးသည်အများအများမြင်တည်ကြပါသည်အလူမခံကြပါနဲ့ အလူခံရင်လည်းမထဲကြပါနဲ့ကျွန်တော်တင်နီးတွဲအလူမခံပါဘူးခင်ဗျာအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျေးဇူးကြီးနည်းနည်းလေးချေပေးကြပါအောင်ခင်ဗျာ